မင်္ဂလာပါရှင် ကျမတို့ဒေါက်တာဒေါ်ဝင်းမြစ်ဖြစ်ပါတယ်။ဟာရဆိုင်ရအထူးကုဆရာမဖြစ်ပါတယ်ရှင်။ကျမတို့ဒီဗီဒီယိုလေးမှာတော့ကျမတို့ပေါ့နော်အခုဆိုရှင်လဲခစ်လဲခစ်စားပါတယ်။အုံးစီပေါ့နော်ဒီလိုအုံးစီလို့ပြောတဲ့နေရာမှာတော့ကိုပရက်စ်ပေါ့နော် ကျမတို့ဒါအအေးနီးနဲ့ပြုတ်လောက်ထားတဲ့အုံးစီကိုကျမဆူလိုပါတယ်။ဒါလေးတွေကိုပေါ့နော်ကလေးလေးတွေမှာမိမိတွေကအနေနဲ့ပေါ့နော်ဖြည့်ဆွက်စာတွေမှာထည့်ပြီးတော့မှကျွေးမယ်ဆိုရင်ဘလို့တော့အကျိုးကျေးဇူးတွေရတယ်ဆိုတဲ့အကြောင်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်။ ကျွန်မတို့တွေကပေါ့နော်ဒီ6လပေါ့နော်9လကျော်6လလောက်ရောက်လာပြီဆိုရင်ကလေးလေးတွေကိုစပြီးတော့မှဖြစ်ဆွတ်စာကျွေးကြပါတယ်အဲ့တော့ကျွေးတဲ့နေရာမှာပေါ့နော်ကျွန်မတို့တွေကဥမာဆိုရှင်ဒါကတော့ကျွန်မတို့ရဲ့ traditional ပေါ့နော်ဆံပြုတ်ပေါ့နော်ဆံပြုတ်တွေကိုကျွေးတဲ့အခါမှာအလွယ်ဆုံးပေါ့လူတွေအကုန်လုံးနားလေတာတော့ဝါစိမ့်ဒီဆံပြုတ်ဆိုပြီးတော့နားလေကြပါတယ်အဲ့ဒီမှာဆိုရှင်ကျွန်မတို့ကထမင်းလို့ခေါ်တဲ့နော်ထမင်းပဲဖြစ်ဖြစ်ဆံပဲဖြစ်ဖြစ်ပေါ့ပါတယ်နောက်တော့အသားငါပေါ့ချက်သားနဲ့ငါလေးထည့်တယ်နောက်ပြီးတော့မှဟင်းသီးဟင်းရွက်တွေပေါ့နော်ဥမာအာလူတို့ဖေယုံသီးတို့နောက်မုံလာဥနီးတို့နောက်ပြီး ဲ့ခါကျလို့ရှိရင်ကျမတို့ပဲနီလေးတို့နောက်ပြီးတော့မှတခါကျတော့ဘရိုကိုလီဒါမှမဟုတ်ရှင်လဲပန်းပွင့်ပေါ့နော်အဲ့လိုတွေအပြင်ကိုကျမတို့ကစီထည့်ရပါတယ်ရှင့်နော်စီထည့်ရတဲ့ရည်ရွယ်ချက်ကတော့ကျမတို့နံပါတ်1အချက် energy ရတယ်ပေါ့နော်ကလေးလေးတွေအရဆိုရှင်ဒီအုံနောက်တွေကိုစပြီးတော့မှဖွင့်ပြအောင်လုပ်တဲ့နေရာမှာကျမတို့ခေါင်းထဲမှာကလေးလေးတွေစီပြေးပွားပြေးဖို့အရေးကြီးပါတယ်အဲ့တော့အဲ့စီလိုပြေးွားတဲ့နေရာမှာလဲပေါ့နော်ကျမတို့ကစီရနေပြီးတော့မှဒီ1 gram ဆိုရှင်ကိုကယ်လိုရီရပါတယ်အဲ့လို6ကယ်လိုရီရတဲ့အတွက်ကြောင့်မလို့သူတို့တွေကိုဆိုကျမတို့ တာ CO တွေထည့်ပေးလိုက်တယ်အဲ့လိုအားဖြင့်တော့ကလေးတွေမှာကျမတို့ energy အနေနဲ့လည်းရရှိတာဖြစ်တယ်နောက်တစ်ခုအားကြလို့ရှင်တော့လည်းကျမတို့ဒါအာပေါ့နော်အုံနောက်ထဲကိုစီရောက်သွားတဲ့အတွက်ကြောင့်မလို့ကလေးရဲ့အုံနောက်ဖွင့်ပြူမှုကတိုးတက်တယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာတော့ကျမတို့ဒီ C တွေထဲမှာမှထပ်ပြီးတော့မှာပေါ့နော်ပြောချင်တာကတော့ဒီအုံစီပေါ့နော်အုံစီလို့ဆိုလိုက်တဲ့နေရာမှာတော့ကျမတို့ကကိုပရက်စ်ပေါ့နော်နော်အရင်ကတော့အုံစီဆိုလို့ရှင်အုံကိုကျမတို့ကမီးနဲ့အပူပေးပြီးတော့မှကြိုပြီးတော့မှထွက်လာတဲ့အုံစီဖြစ်တယ်အခုနောက်ပိုင်းမှာတော့ဒါခေတ်ရဲ့နည်းပညာအရာပေါ့နော်တိုးတက်လာတာ ာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပရက်စ်ဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့ကအေးခံသောနီးလို့မြန်မာလိုပြောလို့ရပါတယ်။အဲ့လိုနီးနေလို့ထုတ်ထားတဲ့ကျွန်တော်တို့စီလေးတွေကိုထည့်တယ်ပေါ့နော်။အဲ့တော့ဒီစီကကြတော့အဓိကတော့ကျွန်တော်တို့တွေကအုံးစီလို့ပြောလိုက်လို့ရှိရင်အားလုံးရဲ့နားထဲမှာပေါ့နော်။ပြည့်ဝတဲ့အစီပေါ့ကျွန်တော်တို့အနေနဲ့ကတော့ saturated fat လို့ခေါ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တွေကဒီလိုမျိုးကိုပရက်စ်နဲ့လုပ်ထားတဲ့ဆိုရင်ဒီရဲ့စီရဲ့အထဲမှာအဓိကပါဝင်တာဖြစ်တဲ့ MCT လို့ခေါ်ပါတယ်။သူကတော့ median chain triglyceride ပေါ့နော်။အဲ့တော့ဒီစီတွေကဆိုလို့ရှိရင်ဥမာမဲ့ ပြောမယ်ဆိုတော့ကလေးရဲ့အစာအိမ်ဦးလန်းချောင်းကိုမဖြတ်ပဲနဲ့သူကအသေးသေးကနေပြီးတော့မှ energy ကိုတန်းပြီးတော့မှထုတ်ပေးလိုက်တယ်အဲ့လိုထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ DCO ပို့ထည့်လိုက်ခြင်းအပြင်ကိုကနေပြီးတော့မှ energy ကိုပို့ပြီးတော့မှရရှိတယ်ပေါ့နော်ဒီလိုမျိုး health benefit ပေါ့ဒါနံပါတ်1အရေးကြီးဆုံးတော့ benefits ပါပဲဒါကြောင့်မို့ကျွန်တော်တို့တွေက CO ထည့်တဲ့နေရာမှာပေါ့နော်ဥပမာဆိုလို့ရှိရင်တော့ဒါအာဒီလိုမျိုးအုံးစီလေးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကလေးလေးတွေကိုအစာပေါ့နော်စကျူးတဲ့အချိန်မှာထည့်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုတတိထားစေချင်တာကတော့ဗာလဲဆိုရှင် ်သူ့ကိုပေါ့နော်ကျမတို့မီးနဲ့အပူတော့မပေးစေချင်ဘူးเนาะဒါကြောင့်မလို့ဥပမာဆိုရင်ကျမတို့ပြောတဲ့အတိုင်းပဲစီကဒီအစစာဖြည့်ဆွက်စာလုပ်တဲ့နေရာမှာဒီထမင်းနေအသားအားတွေနောက်ပြီးတော့မှဟင်းသီးဟင်းရွက်တွေထည့်ပြီးတော့မှကြိတ်လိုက်တယ်ကြိုလိုက်တယ်ပေါ့နော်ကြိုပြီးပြီဆိုတာနဲ့မလုပ်လဲဆိုလို့ရှိရင်ကလေးလေးကိုကျမတို့ကစီလေးထည့်ပြီးတော့မှကလေးကိုဆိုရှင်တန်းပြီးတော့မှဒါဘလန်ဒါနဲ့ကြိတ်ပြီးပြီဆိုရှင်ဒါကြွေးလို့ရပါတယ်လို့เนาะဒါကြောင့်မလို့ကျမကတော့ကလေးရဲ့ပေါ့နော်ဖြည့်ဆွက်စာချက်တဲ့နေရာမှာအဲ့တော့ဥပမာဆိုလို့ရှိရင်နေကြာစီပေါ့နော်နေကြာစီတွေထည့်တယ်ဆိုတော့တခါတည်းပဲမီးပုံပေါ်မှာတင်ပြီးတော့မှ ကျမတို့ဂျိုးလိုက်လို့လည်းရတယ်ပေါင်းလိုက်လို့လည်းရတယ်ပြီးတော့မှ blender နဲ့ကြိတ်ပြီးတော့မှအေးခံပြီးကျွေးရပေါ့နော်ဒီလိုမျိုး cold press နဲ့ထည့်ချင်တယ်ဆိုလို့ရှိရင်တော့တီးတန့်ချက်ပါချက်ပြီးတော့မှကျမတို့ CO လက်ဖေးစုံတစုံပေါ့နော်တစုံထည့်ပြီးတော့မှကလေးကိုပေါ့နော်အဒီအစာလေးတွေကိုမွေးပြီးတော့မှကျွေးရဆိုရှင်အနှံ့လေးကလည်းမွေးတယ်ပြီးရခါကျတော့ကလေးတော်တော်များများလည်းကျမတို့ကြိုက်တာကိုတွေ့ရပါတယ်ရှင်ဒါကြောင့်မို့ဒီလိုစီထည့်တဲ့နေရာမှာတော့တစ်ခုနဲ့တစ်ခုနဲ့ကွဲပြားပါတယ်ဆိုတဲ့အကြောင်းလေးကိုတော့ကျမပြောပြချင်တာဖြစ်ပါတယ်ရှင်